မင်္ဂလာပါရှင် MBB ရဲ့တနေ့တာညမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တက်ဆက်သူမူရင်ကျဲပါ။ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုဦးဆောင်မှုအညာ PD ရဲ့တမူးကောင်းရာကျော်ဖို့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့အကူအညီနဲ့ငွေထုတ်နိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ပြည်ထောင်စုဝန်ကြီးဦးရမွန်က ပြောပါရစေ။ပြီးခဲ့တဲ့မလာရှိရက်က NUG အုပ်ချုပ်ရေးနယ်မြေတနေ့ရမှာကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တင်မြင့်ဆောင်2024တပ်မှုတင်နန်းစင်ပွဲကိုပေးပို့တဲ့တဝင်လွှာမှာဥယျာဉ်မွန်ကအခုလိုထည့်သွင်းပြောကြားခဲ့တာပါဒီကိစ္စဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်တန်းဟာလေးနှစ်ပြည့်ဖို့လာပိုင်းသာလိုတော့တယ်ဒီအချိန်မှာ PDF တပ်မတော်ကိုဦးဆောင်ပြီးအစဉ်စဉ်သောတော်လှန်ရေးတာဝန်ကိုထမ်းဆောင်မဲ့တပ်မှုကောင်းတွေငါတို့တပ်မတော်မှာပေါ်ထွက်ခဲ့ပြီး ဖြစ်တယ်လို့ယုံကြည်တယ်လို့ဥယျာဉ်မွန်ကပြောကြားခဲ့တာပါ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ပြည်မြင်ဆောင်2024တပ်မှုတင်နန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့စေယုံချုပ်အစီအစဉ်နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးအညာဒေသစကိုင်းမကွေးနဲ့မန္တလေးတိုင်းက PDF 135ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။တပ်မှုတင်နန်းအပတ်စဉ်တက်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုဦးဆောင်ခုခဲ့မဲ့တပ်မှုတွေကိုမွေးထုတ်တဲ့တင်နန်းဖြစ်တဲ့အတွက် အရေးကြီးတဲ့သဏ္ဍာန်တစ်ခုဖြစ်ခဲ့သလိုဒီသဏ္ဍာန်ပြည်မြောက်ရေးအတွက်ကုညီစစင်ပေးခဲ့တဲ့အမတ်တစ်စစ်ဒေသမှုနဲ့တကွာမဟာမိတ်ကချင်လွတ်မြောက်ရေးတပ်မတော် KIA သဏ္ဍာန်ဆရာအရာရှိများကိုလည်း PDF စေယုံချုပ်အနေနဲ့ကျေးဇူးတင်မှတ်တမ်းတင်ရမှာဖြစ်တယ်လို့လည်းဥယျံမွန်ကဆိုပါတယ်။ PDF တက်မတော်ကြီးအနေနဲ့တော်လန်ရေးအစောပိုင်းကာလမှာတစ်ဖက်ကတက်တီဆောင်ရင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရေးလှူရှားနိုင်အောင်ပထမအဆင့်ကြိုးပမ်းခဲ့သလိုဒုတိယအဆင့်အနေနဲ့ အင်အားစုစည်းမဟာဗျူဟာထိုးစစ်စင်မြို့သိမ်းစကန်းသိမ်းတိုက်ပွဲတွေဆင်နေတဲ့အတွေ့အကြုံတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်ရဲဘော်တွေအနေနဲ့အရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်တတရားအစစ်အနေနဲ့ PDF ပကဖနဲ့မဟာမိတ်တော်လိုင်းအဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်ဒီထိုးစစ်ကြီးကဆက်အနာသိမ့်မှုကိုအဆုံးသတ်ပေးလိမ့်မယ်ဆိုတာနဲ့ အဆုံးတစ်နေ့မှာစိုးရုံမှုမှန်သမျှကြာဆုံးပြီးကောင်းမြတ်ခြင်းအမှတ်တရကအောင်ပွဲခံရမှာဖြစ်တဲ့ပြည်သူတော်လှန်ရေးမဟုတ်ချအောင်ရမယ်လို့ပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကပြောကြားခဲ့ပါတယ်။မန္တလေးတိုင်းမိတ်ဒီလာနယ်တာစီမျိုးနယ်တွင်ကကျေးရွာတွေမှာစိုးစုကရက်ကျေးအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းအကြောင်းပြပြီးချင်းချောင်းငွေညှိမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေက MP ကိုပြောပါတယ်။အဲ့ဒီမျိုးနယ်တွေကရက်ကျေးအုပ်ချုပ်ရေးမှုတွေကအင်အားစုတစုကို ကျက်နှစ်တောင်းခန်းကနေတိမ့်နဲ့ချီချိန်ချငွေညှင့်နေတာပါအဲ့ဒီလိုအနိုင်ကျင့်ငွေညှင့်တွေရာကိုမြို့နယ်အစင်ခရိုင်အစင်တွေကသိရှိပေမဲ့အရေးယူတာမျိုးမရှိလို့ဘသူ့ကိုတိုင်တိုင်းရမှန်းမသိဘူးဖြစ်နေတယ်လို့ဆိုပါတယ်တာစီမြို့နယ်ကျမောင်အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ကျောင်းရွာကြီးရွာယာအိမ်မှုတို့ပေါင်းပြီးချမ်းသာကြီးရွာဇီတော်ရွာတာစီလေးရွာကျောင်းရွာကြီးရွာနဲ့ကျမောင်ကြီးရွာရွာ900ကိုတရွာကိုတစ်လ30နှုန်းနဲ့ တလကို7350ဝန်းညစ်တောင်းယူနေတယ်လို့ဒေသခံတူဦးကပြောပါတယ်။မိတီလာနေတဲ့စစ်သားတဲ့စုဆောင်းတာတွေတိတ်မလုပ်သေးပဲယခုလိုအုပ်ချုပ်မှုတွေကစစ်မှုထမ်းမဲမနိုင်ခြင်းရင်လစဉ်ကြီးပေးဆောင်ရမယ်လို့ဆိုကရက်ကြီးအုပ်ချုပ်မှုတွေကလစဉ်တရွာကို7300ချိချင်းကြောင့်ဝန်းညစ်နေတယ်လို့လည်းဒေသခံတွေကအမှတ်ပြုကိုပြောပါတယ်။ မေတီလာမြို့နယ်မှာစုစုတရင်တက်ဖွဲ့40ကျော်ရှိပြီးတော့မေတီလာနယ်မှာနေထိုင်သူအများစုဟာလည်းအာနာသိန်းစုစုကိုထောက်ခံသူတွေဖြစ်ကြပါဗျ။စကိုင်းတိုင်းကလေးဝါမြို့နယ်မထုလီကျေးရွာကိုစုစုတက်တွေက drone သုံးပြုပုံသီးချတိုက်ခိုက်တာကြောင့်ကလေးငယ်နှူးပောင်းဝင်၄ဦးတန်းရခဲ့တယ်လို့ဒေသခံတချို့က MFB ကိုပြောပါဗျ။စုစုတက်တွေဟာမလ17ရက်မှာကလေးဝါမြို့နယ်မစိန်ကျေးရွာကနေမထုလီကျေးရွာကို ရုံးအုံမြုပ်ဘုံတိချတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေအတွင်းမှာရှိနေတဲ့အသက်6နှစ်အရွယ်ကလေးငယ်တဦးနဲ့အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါဝင်အမျိုးသားတဦးအမျိုးသမီးတဦးတို့ဘုံစားထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးဒဏ်ရာရရှိသူတွေကိုစေဝါကူသမှုဆောင်ရွက် ပေးနေရလို့ဒေသခံတဦးကပြောပါတယ်။စကိုင်းတိုင်းထပ်ပိုင်းမှာတော့စိုးစုတက်တွေကမော်လိုက်ဖောင်းပြေဟုံးမလင်းမြို့တွေစီကုန်စီစစ်စစ်မှုအ धिक တည်ယူပို့ဆောင်သွားလာရလမ်းမတွေဖြစ်တဲ့ကလေးဝမော်လိုက်ကားလမ်းမကြီးတမူဟုံးမလင်းကားလမ်းမ ခန်နီဟုံးမလင်ကာလမရီကိုပိတ်ဆို့ထားပြီးတော့စေဝါအစအတော့နဲ့73စီတွေအပြင်အင်တာနက်တွေပါဖျက်တောက်ထားပါတယ်။လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းအပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုန်းခိုပါပုန်းခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်ကြီးကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါ။ဗဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ။